Order date. Order ID. Item name. Price. ဒီအားလုံးပဲမင်္ဂလာပါကျွန်တော်အိမ်ဆဲထဲမှာဒီလိုမျိုးစည်ရင်းနေစစ်တဲ့တခါမှာကျွန်တော်တို့လူတွေ2ယောက်3ယောက်3နေရာတော့ပဲလားဒါဆိုရင်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးပါအဲ့တော့ဒီနေ့လေးကကျွန်တော်ကအိမ်ဆဲထဲမှာစင်းစရာတွေစစ်တဲ့အခါမှာကိုတယောက်ထဲနဲ့စည်ရင်းတွေကိုစစ်တဲ့နေလေးကိုအိမ်ဆဲမှာအတန်ထွက်ပြီးတော့စစ်တဲ့နေလေးကို share လုပ်ပေးတော့မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်အတူဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်ပေးပါနော် အဲ့တော့အရင်ဆုံးကျွန်တော်ဒီမှာရှိတဲ့စည်ရင်းတွေကိုကျွန်တော်စစ်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာ speed set ဆိုတာနေနဲ့ကျွန်တော်စစ်လို့ရပါတယ် order id item name ကျန်တာဒါဆိုလို့ရှိရင်ကျွန်တော်ဒီမှာ speed set လေးနဲ့စစ်ပေးနေတာဒါဆိုကိုကဟိုတယောက်ထဲနဲ့ကိုရဲ့စည်ရင်းဒေတာကိုကြည့်ပြီးတော့စစ်လို့ရတယ်။ Okay အဲ့တော့ဒီဟာလေးကိုဘယ်လိုလုပ်ရလဲဆိုလို့ရှိရင်ကျွန်တော်ဒီ speed set ဆိုတာလေးကိုကျွန်တော်ဒီမှာထားလို့ရပါတယ်။ဒါမှမဟုတ်ဆိုလို့ရှိရင်လည်းကျွန်တော်ဒီမှာဒီ home the insert တဲ့ pay out ပေးလေရပါတော့ဒီလိုမျိုး test တွေထဲမှာလည်းကျွန်တော်ထည့်လို့ရပါတယ် တကယ်လို့အလွယ်ဆုံးနည်းကိုကျွန်တော်ပြောပြပေးသားမှာဖြစ်ပါတယ်အဲ့တော့ဒီတက်တွေထဲမှာထည့်တာကိုနောက်တစ်ခေါက်မှထည့်ပြောပြမယ်ခုအရင်ဆုံးဒီ quick set 2ပါလေးမှာဘလို့လာထားရလဲဆိုတာလေးကို sharing လုပ်ပေးသားမှာဖြစ်ပါတယ်နော်အဲ့တော့အရင်ဆုံးကျွန်တော် file နဲ့ကိုသွားပါ file နဲ့ကိုရောက်ပြီဆိုလို့ချင်းကျွန်တော်ဒီမှာ option ဆိုတာလေးရှိပါတယ်အောက်ဆုံးမှာနော် option နဲ့ကိုသွားပါပြီးသွားရင်ကျွန်တော်ကဘယ်ကိုဆက်သွားမလဲဆိုရင်ဒီမှာ quick set 2ပါဆိုတာလေးရှိနော် quick set 2ပါထဲမှာကျွန်တော်ကဒီညာလေးမှာ all command ဆိုတာလေးကိုရွေးပေးပါနော် all command ဆိုတာလေးရွေးပေး အဲ့တော့ကျွန်တော်ကဒီမှာထည့်ပြီးသားကြီးဖြစ်တဲ့အတွက်ပေါ့နော်ထည့်ပြီးသားဖြစ်ပါတယ်သူဖြုတ်လိုက်မယ်ဘာမှမဟုတ်အဲ့တော့ပြန်ထည့်မယ်ဆိုရင်ကျွန်တော်ဒီနေရာလေးမှာ all comment ဆိုတာလေးကိုရွှေ့ပေးလိုက်ပါ Okay ပြီးတော့ကျွန်တော်ဟိုအောက်နားလေးကိုဆွဲပေးလိုက်ပါဒါအောက်နားလေးမှာ speed ဆဲဆိုတာလေးရှိပါတယ်တော့ဒီမှာ speed ဆဲဆိုတာလေးရှိပါတယ်သူ့ကိုရွှေ့ပေးလိုက်ပါနော် speed ဆဲကိုရွှေ့ပြီးသွားရင်ဒီဒီ ADDS ဆိုတာလေးကိုနှိပ်ပါပြီးတော့ကျွန်တော်ဒီမှာရောက်လာမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ဒါလေးကိုဖြုတ်လိုက်မယ်နော်ဒီ speed ဆဲဆိုတာလေးရောက်လာပါပြီသူ့ကိုပြန်ပြီးတော့ ဆိုလိုက်မတားလေးကိုဒီ CPC ဆိုတာလေးကိုထားထားပါထားပြီးသားရင်ဒီမှာ OK ဆိုတာလေးကိုကဲလိုက်ပါနော်အဲ OK ကိုနှိပ်ပြီးသားဆိုလို့ရှိရင်ကျွန်တော်ဒီအပေါ်မှာ quiz set 2ပါမှာရောက်လာပြီဖြစ်တယ်နော်အဲ့တော့ကျွန်တော်ကဒီမှာပထမဆက်ကွက်မှာ clear ချက်နေပြီးတော့ကျွန်တော်ကဒီ CPC ဆိုတာလေးကိုဒီမှာနှိပ်လိုက်တယ်ဆိုလို့ရှိရင်အဲစာရင်းတွေကိုစစ်ပြီးဒီမှာဖြစ်ပါတယ်အတန်ထွက်ပြီးတော့စစ်ပြီးဖြစ်ပါတယ် price โอเคဒီနေ့လေးอ่ะ mix တို့အတွက်အသုံးဝင်မယ်လို့ထင်ပါတယ်ဒီနေ့လေးอ่ะဆိုလို့ရှိရင်တော့အိစဲမှာစင်းစရာနေ data တွေစစ်ချင်တယ်ဆိုရင်လူ၂ယောက်၃ယောက်မလို့တော့ပဲねဒါကိုတယောက်แท้ねဒီ data တွေကိုအိစဲမှာအတန်ထွက်ပြီးတော့စစ်လို့ရတယ်မှာဖြစ်ပါတယ်